ਕੋਈ ਟੋਲ ਨਾ ਲਾਉ ਚੱਕ ਕੀਤਾ ਮਿਉ ਮਿਉ ਕਿਉਂ ਕੀਤਾ ਤਾ ဘာမီကတော့ဥသေးဝင်းမှာအသက်ကတော့65နှစ်ပါဟိုတော့အမျက်စိကောင်းတဲ့ခါတော့ကတော့ခလေးကစားစရာလေးကြီးရောင်းတဲ့သမီးရဲ့အခုအမျက်စိမကောင်းတော့တော့ဒီဆေးဟိုးပုတ်လေးကြီးကိုရောင်းတဲ့သမီးရဲ့ဒါပေမဲ့ခလေးကိုတွဲပြီးတော့ဈေးကြီးမှာလိုက်ရောင်းရတာငါကမျက်စိကောင်းတဲ့တော့ကတော့အင်းရကံပေါ်ပေါ်မှာဈေးရောင်းခဲ့တာသမီးရဲ့ ဒီဆေးဥပုပ်ရောင်းလာတော့၃နှစ်လောက်ရှိပြီတမီးရဲ့အဘမျက်လုံးမကောင်းတဲ့နောက်ပိုင်းမှာပေါ့မျက်လုံးကွယ်သွားတဲ့နောက်ပိုင်းမှာပေါ့ဈေးသွားရောင်းရင်ပြန်လာတဲ့အခက်ခဲကြီးနောက်ဈေးထွက်ရောင်းရင်ဈေးဒီမှာဒီဈေးလူတွေတိုးတဲ့ဒဏ်တွေအခက်ခဲကြီးကို့မှာမပြည့်စုံတော့တမီးရဲ့ဒီခလေးလေးပဲအာကိုပြီးသွားနေရတော့အခက်ခဲတွေရတော့ရှိတာပေါ့တမီးရဲ့ ဘာမှသာသမီ၃ယောက်ရှိတယ်။အခုအဘလက်ရှိနေတာတော့အဘသာအလက်ကောင်လေးနဲ့နေတယ်။ငငယ်လေးတွေကသူ့မှာဝယ်ယူပြန်ယောဂရှိတယ်။အဲကောင်လေးကအခုစိုက်ကားနင်းနေသမီးရဲ့နေမပူခင်လေးပေါ့မနက်ပိုင်းစိုက်ကားနင်းနေအခုလိုနေခင်ပိုင်းညရင် သူ့မနင်းတော့ပြန်လာတယ်။အဘသာပြန်လာတဲ့အချိန်ညရင်အဘရောင်းတဲ့ဒီဆေးဟိုးပုတ်လေးတွေကို သူပဲထုတ်ပေးသူပဲလောက်ကင်ပေးတာပေါ့သမီးရဲ့အဘသူများစီကနေဖောက်တဲ့ယူရောင်းလာပါသမီးရဲ့အဘတထုပ်ကို3000ရောင်းတဲ့အကြီးကို အထုပ်နဲ့နဲ့သေးတာကို2000ရောင်းတဲ့သမီးရဲ့ဘာနေကိုတော့ကတော့ဒီညာဘက်တလုံးကတော့ ြာမယ်ပြာမယ်မပြာပြည့်ဘူးတွားလဲပြာလဲပြာဟောဒီညာဘက်တလုံးကလုံးဝကန်းသွားပြီတဲ့မမြင်ရတော့ဘူးတဲ့ဒီဘယ်ဘက်တလုံးမဲအဘမြင်နေရတယ်ဒီမျက်လုံးစဖြစ်တော့ကိုကိုကိုတော်ကိုတေချောင်းကြံဖို့တော်စဉ်းစားပါတယ်အဲကြောင့်ကိုစိတ်ကိုလျှော်ပြီးဖြစ်လျာအကြောင်းအကောင်းကြီးပဲဆိုပြီးတော့ကိုယ့်ကိုဒီလိုပဲစိတ်လေးကိုပျော်ရွှင်အောင်ထားပြီး လောက်ကైစားတော့ရတာဗောသမီးရဲ့နှကိုတော့ကတော့ကိုမျက်လုံးဖယ်ဖက်တလုံးနဲ့မြင်တော့ကတော့ကောကူတယောက်တည်းသွာလာလှုပ်ရှားလို့ရတာဗောအခုညာဘက်ကကံပြီးဖယ်ဖက်ကရေးရေးလေးပဲမြင်ရတော့သူများတကာကိုအာကိုပြီးသွာလာလောက်ကైရတော့စိတ်တိုင်းမကြဘူးဗောသမီးရဲ့ဒါပေမဲ့သူတို့လေးတွေပဲကိုကအားကိုးနေရပြီ။ကြောက်ကြတဲ့သားတွေ ကပါညောသွားတဲ့ဒီသေအောင်ပေါ့တစ်ချိန်လုံးကဒီတကုံတေကာစတော့ဟာဆိုရင်ပတ်စံကိုပိုးစိုးပတ်စဲတွေရခဲ့တယ်မစူဆောင်ခဲ့မိဘူးအဲ့မှာနောင်တရတော့ဗောသမီးရဲ့အခုတို့အသက်ကြီးလာတော့ဒီကနေ့ဘေးရွယ်စီလန်းထေရောက်ရင်ကာမတိုင်မှာကိုယ့်ကိုစဉ်းစားတာဗောမရောက်သေးတဲ့ဇေယျ သွားတာပေါ့သမီးရဲ့ဒီဈေးတွေမှာလိုက်လံရှောက်တဲ့ခါကျတော့ဒီခြေတော်တွေအကျော်ချင်းတွေကြိုက်တယ်နောက်ပြီးအဘာနှလုံးသွေးကြောကျင်းတဲ့ယောဂရှိတဲ့ခါကျတော့တခါကကြရင်ဒီရင်ဘတ်ကြီးကအောင့်လာပြီးအသက်ရှူလို့မရအောင်အဓိကတော့ကိုလောကကြီးကိုကြံ့ကြံ့ခံနိုင်တာတော့စိတ်သက်ပေါ်သမီးရဲ့စိတ်ဆင်းရဲနေအားလုံးကစိတ်သက်ကြွားရင်မကောင်းဘူးလေဖြစ်လေရာ လုံးသူလို့မဖြစ်ဖြစ်သူလို့လုံးမယ်အဆိုပြီးတော့ကောကိုစိတ်တက်လေးကိုကြံ့ကြံ့ခိုင်ပြီးနေတာပေါ့သမီးရဲ့ခန္ဓာကိုယ်ကြီးကတော့အသက်ကြီးနေပြီသမီးရဲ့ဒါပေမဲ့ကိုယ်စိတ်နဲ့ကိုယ်ခန္ဓာကိုယ်ကိုငငယ်တော့ကပုံစံမျိုးလေးပဲ အောင်းမေ့ပြီးတော့ကိုနေနေရတာဗောဒီရက်ွက်တဲမှာကိုကငယ်မွေးချမောက်ဆိုတော့ဒီလိုပဲနောက်ပြောင်ပြီးနေလက်မနေ့တခါညတခါဖရာရှိကိုမြေတားပို့အညာတန်းပေးဝေပြီးဒီလိုပဲစိတ်ပျော်ရွှင်မှုလေးနဲ့ပဲရှင်သန်နေရတာဗောသမီးရဲ့ဘယ်လို့ပဲဖြစ်ဖြစ်စရောင်းတော့အခက်ခဲလေးတွေရတော့ရှိတာဗောသမီးရဲ့ဒီလိုပဲကိုရှိတဲ့အခက်ခဲလေးတွေကိုကြံ့ကြံ့ခံပြီးတော့ ကျော်လွားခဲ့ရတာဗောသမီးရဲ့ငကူတော့ဟာဟိုဆေးတော့၅တော့လောက်ပဲရောင်းရတယ်အခုတဖြည်းဖြည်းနဲ့ကြတော့အဲတဖြည်းဖြည်းနဲ့၁၀တော့၁၀တော့ကနေ၁၅တော့အဲအဲ့လိုရောင်းရတော့ဖောက်တဲ့သေးသေးလေးရှိလာတာဗောသမီးရဲ့ရောင်းစားရတာဒီလိုပဲချွေတာစူဆောင်းပြီးရောင်းစားရတာဗောကိုအခက်ခဲလေးတွေကိုကြောက်တတ်တယ်သမီး तू ကမနေ့9နိုင်ွယ်6နိုင်ဆိုရင်အပားနဲ့ ဈေးတွေမှာဈေးလိုက်ရောင်းနေဆယ်နာရီဆယ်နာရီခွဲဆိုရင်အမတို့ပြန်လာတယ်သူចောင်းတဲ့အမိပေါ့သူចောင်းပိတ်တဲ့အခါကျရင်လား7နာရီခွဲ7နာရီလောက်ထိရောင်းလာပေါ့သမီးရဲ့အဝေးလဲသွားရောင်းလို့မရဘူးသမီးရဲ့အဘအိမ်ပိုင်မဟုတ်ဘူးငှားနေတာသမီးတလားကိုတသိန်းကြပါတယ်တနေ့တနေ့ပြင်ပင်မမှုကတော့သမီးရဲ့ကိုယ်စိတ်ထဲမှာပျော်ဝင်လေးပဲဖန်တီးပြီးနေရတာပေါ့ ဘာမှမပူပင်မကြောက်မကြပဲနဲ့ကိုဒီတဲ့ဒီရွယ်မှာဖះလို့တရားလို့လို့ပြီးကိုယ့်ကိုအေးစေးပဲနေကျင်တာဘောသမီးရဲ့